မင်္ဂလာပါခင်ဗျာရခိုင်ခေတ်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းကနောင်ချုံမြို့ကိုတော်လိုင်းရေးတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာပဲနောင်ချုံမြို့နဲ့ကက်လျက်ရှိတဲ့အပြူလင်မြို့မှာအချက်ပတ်စစ်ကောင်စီကလုံချုံရေးဂိတ်တွေနဲ့ကင်းမုံဂိတ်တွေကိုထပ်မံတုံ့ပြန်လိုက်ပြီးပြူစော်တီအဖွဲ့တွေကိုပါမြို့လုံချုံရေးအတွက်ပုံမှုအပေါင်းပြုချထားပြီးတော့ခန်းစစ်တွေကိုအကြီးအကျယ်ပြင်နေပြန်နေဆိုပါတယ်အကျံပစစ်တကိုထောက်ခံတဲ့လူရွှင်တော်ဒိန်းတောင်တဲ့အဖွဲ့ကို စစ်ကောင်စီကနေပြည်တော်မှာမြေကွက်တွေထပ်မံခြာထားပစ်လိုက်ပြန်တဲ့အတွက်မြေကွက်မရတဲ့ဟာပါဇက်ဖို့အမျိုးသမီးတအုပ်ကတိုင်တန်းမှုတွေရှိလာပြီးစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းမှာပါမကျေနပ်မှုတွေဖြစ်နေကြတဲ့ဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးတိုင်းကနောင်ချုံမြို့ကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာပဲနောင်ချုံမြို့နယ်ကက်လျက်ရှိတဲ့ပြည်ဦးလင်းမြို့မှာအကြမ်းဖက်စစ်ကောင်စီက လုံချုံရိတ်ဂိတ်တွေနဲ့ကင်းပုံဂိတ်တွေကိုထပ်မံတိုးမြင့်လိုက်ပြီးပြူစောတီအဖွဲတွေကိုပါမြို့လုံချုံရိတ်အတွက်ပုံမအပုံးပြချာထပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်လက်ရှိမှာတော့ပြူးလင်မြို့ရဲ့အရေးကြီးတဲ့နေရာတွေနဲ့ပြူးလင်အဝင်းအထွက်လမ်းတွေမှာပါစစ်စေးရိတ်ဂိတ်တွေနဲ့ကင်းပုံဂိတ်တွေကိုစစ်ကောင်စီဘက်ကထပ်မံတိုးမြင့်ချာထပြန်တယ်ဆိုပါတယ်အဲ့ဒီလိုလုံချုံရိတ်ကိုတိုးမြင့်ထားတဲ့ပြူးလင်ကဂိတ်တွေမှာစစ်သားအနေငယ်ကိုဥဆောင်ခိုင်းပြီးလက်နက်တပ်ဆင်ပေးထားတဲ့ပြူစောတီတွေကိုသား အင်အားတိုးပြီးချထားတာဖြစ်တယ်လို့ပြူးလင်မျိုးရက်ကွက်ကြီး30နန်နမိတ်အတွင်းမှာဆိုရင်ပြူစော့တီတွေကိုစစ်ကောင်စီကလက်နက်အပြည့်စုံတပ်ဆင်ပေးထားပြီးတော့စစ်ဆင်မှုတွေကိုအတိတ်ကလှုပ်ခိုင်းနေတာဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်။တပတ်ကပြူးလင်စစ်တပ်ကတို့အပါအဝင်စစ်တပ်ရဲ့အရေးကြီးတဲ့နေရာတွေမှာလဲကန်စစ်လိုင်းတွေကိုစစ်ကောင်စီဘက်ကအထက်ထက်တိုးမြင့်ပြင်ဆင်နေပြန်တဲ့အပြင်ကရုတ်ချင်းတွေဘန်ငါတွေနဲ့လုံခြုံရေးကို24နာရီချထားပြီး CCTV တွေပါထပ်မံတိုးမြင့်တက်ဆင်နေပြန်တဲ့အတွက် နောင်ချုံမြို့ကိုတော်လိုင်းကြီးတက်တွေသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲနောင်ချုံမြို့နဲ့ကက်လျက်ရှိတဲ့ပြည်ဦးလွင် မြို့ကိုပါတော်လိုင်းကြီးတက်တွေလာရောက်တိုက်ခိုက်သိမ့်ပိုက်မှာကိုစေကောင်စီဘက်ကစိုးရိမ်မှုတွေနဲ့ကန်စစ်တွေအကြီးအကျယ်ပြင်ဆင်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကိုကန် MNDAA တက်ကလာရှုံမြို့ရဲ့ထိုးစစ်ကိုတရုတ်နိုင်ငံကကွန်မြူနတီပါတီအခမ်းအနားရှိတဲ့အတွက်၄ရက်ကြာခိတ္တရန်နာမယ်လို့ကြေညာပြီးတဲ့နောက်မှာပဲလာရှုံမြို့မှာမနေ့ကညပိုင်းမှာတော့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေနဲ့တိုက်ပွဲပြင်းထန်နေတဲ့အပြင်စစ်ကောင်စီဘက်ကလေရင်နဲ့ပါဘုံကျဲဓာတ်တွေရှိနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ကိုကန် MNDAA တက်ကလက်ရှုမြို့ရဲ့ထိုးစစ်ကိုတရုတ်နိုင်ငံကကွန်မြူနတီပါတီရဲ့အကြိမ်20မြောက်အခမ်းအနားရှိတဲ့အတွက်ဇွန်လ14ရက်နေ့ကနေဇွန်လ18ရက်နေ့ည7:00နာရီအထိလက်ရှုမြို့ရဲ့ထိုးစစ်တွေအားလုံးကိုရောက်တဲ့နေရာမှာ၄ရက်ကြာခေတ်တရက်တန်ထားမှာဖြစ်ပေမဲ့စစ်တပ်ကတိုက်ခိုက်လာရင်တော့ပြန်လည်ခုခံမှာဖြစ်တယ်လို့ MNDAA ကနေတရားဝင်ကြေညာထားပါတယ်။ဒါပေမဲ့ အဲ့ဒီလိုကြင်ညာပြီးတဲ့နောက်မှာပဲအကြံဖတ်စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ drone နဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိလာတဲ့အတွက်မနေ့ကည7:00နာရီလောက်မှာတော့လာရှုံမြို့ပပလင်မှာနှစ်ဖက်ပစ်ခတ်သံတွေနဲ့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုပါလှုပ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကလောက်ကိုင်းမြို့လေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းရဲသားပြည်သူတို့ဦးသေးဆုံးသွားတဲ့အပြင်အဆောက်ဦးတွေပါပျက်စီးမှုတွေများထားတယ်လို့လောက်ကိုင်းမြို့နေပြည်သူတို့ချို့နယ်ကိုကန် MNDAA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဇူလိုင်လ14ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲလောက်ကိုင်းမြို့လေကိုအကြမ်းဖက်စစ်ကောင်စီရဲ့လေရင်ကဆက်တနက်တွေနဲ့လာရောက်ပစ်ခတ်တာတွေဘုံကျဲတိုက်ခိုက်တာတွေလုပ်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီဘက်ကလေရင်နဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း လောက်ကိုင်းမြို့နယ်ရသပြည်သူတို့ဦးသိဆုံးသွားခဲ့ရတဲ့အပြင်ဖူလီလိုက်ဟိုတယ်အပါဝင်လောက်ကိုင်းမြို့ကအဆောက်အုံတွေလည်းပျက်စီးမှုတွေများပြားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားပြီး MNDAA ကလည်းတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းကညောင်ရွှေမြို့နယ်မှာစိုင်းကဲစီလာတဲ့စစ်တလောက်ခံ PNO အဖွဲ့ဝင်နှစ်ဦးကိုတော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်မှုအတွင်းနှစ်ဦးလုံးပြေကုန်ကြတဲ့အပြင်တနတ်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ပြားစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ဆလလာဆလီယနီဖြစ်တယ်မနစ်ကပဲညောင်ရွှေမြို့နယ်နမ်ဝန်ဂျေရွာစစ်တပ်စခန်းကနေဆိုင်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံ PNO အဖွဲ့ဝင်နှစ်ဦးကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကလမ်းကနေကြားဖြတ်တိုက်ခဲ့ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်တပ်လက်အောက်ခံ PNO ပြည်သူစစ်နှစ်ဦးလုံးဟာနေရာမှာတင်ပွဲချင်းပြီးကိုပြေကုန်ကြပြီသူတို့စီကနေလက်နက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ပြားစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါလေခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာလေ တရဦးမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်အတွက်စစ်သားတပ်တွေလိုက်လံစုဆောင်းပေးနေတဲ့ပုံနာချံချေးရွာအုပ်ချုပ်ရေးမှုမျိုးထွန်းနဲ့အပေါင်းပါပြူစော့တီတွေအပါအဝင်၅ဦးကိုတော်လိုင်းရဲတပ်တွေကပြစ်ခတ်ရှင်းနေရမှာ၅ဦးလုံးသေကုန်ကြပြီလို့ Golden Eagle Defense Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇူလိုင်လ12ရက်နေ့ကပဲမန္တလေးတိုင်းတရဦးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်အတွက်စစ်သားတပ်တွေအတင်းအကျပ်လိုက်လံစုဆောင်းနေတဲ့ပုံနာချံချေးရွာကအုပ်ချုပ်ရေးမှုမျိုးထွန်းနဲ့အပေါင်းပါပြူစော့တီတွေအပါအဝင်၅ဦးကို တော်လန်ရေးတက်တွေကပြစ်ခတ်ရှင်းလင်းရမှာ၅ဦးလုံးအပိသီးသေးုံကြပြီဆိုပါလေအဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့အုတ်ချုပ်ရည်မှုမျိုးထွန်းတဲ့အပေါင်းပါပြူဆော့တီတွေဟာအုတ်စုလိုက်အကြံဖက်စစ်တပ်အတွက်စစ်သားတစ်စုဆောင်ဓာတ်တွေလိုက်လုံနေတဲ့အပြင်ဂျေဝါရီကနန်စီတန်ဝန်ထမ်းတွေကိုပါစစ်တပ်ကိုသတင်းပေးပြီးဖန်ခိုင်းယုံတယ်မကစစ်တပ်အကောင်နဲ့ပြည်သူတွေကိုမတရားငွေညှစ်တောင်းရန်ပြီးနီးမျိုးစုံဖိနှိပ်ချိမ့်ချောက်နေတဲ့သူတွေဖြစ်တယ်လို့အခုတော့သေကုန်ကြပြီလို့ Golden Eagle Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျ ဖက်မှာတော့အကြံပစတဲ့ကိုထောက်ခံတဲ့လူရွှင်တော်ဒိန်းတောင်တဲ့အဖွဲ့ကိုစစ်ကောင်စီကနေပြည်တော်မှာမြေကွက်တွေထပ်မံချထားပေးလိုက်ပြန်တဲ့အတွက်မြေကွက်မရတဲ့ဟာတာဇပ်ပုအမျိုးသမီးတဦးကတိုင်တန်းမှုတွေရှိလာပြီးစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းမှာပါမကျေနပ်မှုတွေဖြစ်နေကြတယ်လို့နေပြည်တော်စီဘင်းတာယာရဲကော်မတီတင်ရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အကြံပစစ်ကောင်စီကိုထောက်ခံတဲ့လူရွှင်တော်ဒိန်းတောင်ဟာစစ်ကောင်ဆောင်တဲ့စစ်ဗိုလ်ချုပ်တွေပါဝင်စစ်တပ်နဲ့ပတ်သက်တဲ့ပွဲလမ်းသဘင်တွေမှာပျော်ပြေမှုတွေလုပ်နေပြီး စစ်တပ်ကိုအလွန်ထောက်ခံမှုတွေကြောင့်2023ခုနှစ်ကပဲစစ်ကောင်းဆောင်မင်းအွန်လိုင်းကရန်ကုန်တိုင်းတကုံမြို့တင်မြောက်ပိုင်းမြို့နယ်မှာဟာတာပညာရှင်များရွာတယ်ဖို့ဆိုပြီးညီငါဧကချပေးလိုက်တဲ့အပြင်ငွေကျပ်သိန်းတထောင်မတီးပေးခဲ့တယ်ဆိုပါလေအဲ့ဒီလိုပေးပြီးအခုနောက်ထပ်2024ခုနှစ်မှာပဲလူရှင်တော်ဒိန်းအောင်ကိုနေပြည်တော်မှာစစ်ကောင်းစီကမြေကွက်တွေထပ်မံချပေးလိုက်တဲ့အတွက်အဲ့ဒီမှာမြေကွက်မရတဲ့နမေရဟာတာဇပ်ပုအမျိုးသမီးတအူးကတိုင်တန်းမှုတွေလှုပ်လာတယ်လို့ နေပြီးတော့စီပင်တရားရေးကော်မတီတည်င်းရှင်းမြစ်ကပြောထားပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကိုထောက်ခံတဲ့ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်တချို့ကိုလည်းစစ်ကောင်စီကဌာနဆိုင်ရာလုပ်ငန်းတန်တာလုတ်ပိုင်ခွင့်တချို့ကိုချထားပေးတာတွေပါရှိလာတဲ့အတွက်လက်ရှိရခိုင်ပြည်နယ်ကစစ်မျက်နှာတွေအပါဝင်နိုင်ငံတော်ဝန်ကရှေ့တန်းစစ်မျက်နှာတွေမှာစစ်ကောင်စီတပ်သားတွေဟာတည်တဲ့သူတွေတော်တော်များနေတဲ့အချိန်မှာပဲတိုက်ပွဲတွေမှာအသက်နဲ့ရင်မီစစ်တပ်အတွက်တိုက်ပိတ်နေတဲ့စစ်သားမိသားစုတွေကိုကြတော့ ဘာအခွင့်ရေးမှမပေးတဲ့အပြင်တိုက်ပွဲမှာသေသွားတဲ့စစ်သားတွေရဲ့မိသားစုတချို့ကိုပါလိုင်းငန်းကနေနှင်ချတာတွေပါလုံနေတဲ့အချိန်မှာပဲဒီလိုစစ်ကောင်စီကသူတို့ကိုထောက်ခံတဲ့အမှုပညာရှင်တွေကိုအခွင့်ရေးတွေပေးနေတဲ့အပေါ်စစ်တပ်အတိုင်းဝိုင်းမှာပါမကျေနပ်မှုတွေဖြစ်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ